မင်္ဂလာပါခင်ဗျာဆရာဖေမြင့်ဘာသာပြန်တဲ့မဖြစ်နိုင်ဘူးဆိုတာတေးကြပြီလားစာအုပ်ကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ်နေ့ဂျက်ဘင်နီဂျက်ဘင်နီ1864 1984 ဂျပန်နေသည့်အမေရိကန်ရေဒီယိုနှင့်ရုပ်မြင်သံကြားလူရှင်တော်တဦးဖြစ်သည့်အသက်၁၈နှစ်တွင်တရောပညာရှင်ဖြစ်စတင်ကအမှုပညာဆင်မြင့်ပေါ်သို့ရောက်ခဲ့သည်၁926ခုနှစ်တွင်ရုပ်ရှင်တရုပ်ဆောင်ဖြစ်လာပြီးရုပ်ရှင်ကားပေါင်း20ကျော်ရိုက်ကူးခဲ့သည်ရေဒီယိုအသံလွှင့်အစီအစဉ်များတွင်၁၈နှစ်ကြာပါဝင်ခဲ့ပြီးနောက် 1950ခုနှစ်မှစတင်က ရုပ်မြင်သံကြားဟာတသမားဖြစ်လာသည်ဘင်နီဒီဂျူးအနွယ်ဘွားအမေရိကန်တဦးဖြစ်၍အမည်ရင်းမှာဘင်ဂျမင်ကူဘက်စကီ ဖြစ်သည်ဘင်ဂျမင်အမည်ကိုစင်ပေါ်တက်လာသည့်အခါမှယူခဲ့ခြင်းဖြစ်သည်ဘင်နီကိုရှီကာဂိုမြို့တွင်မွေးဖွားသည်သို့တော်ငယ်စဉ်ဘဝ သူနေထိုင်ကြီးပြင်းခဲ့၍သူဇာတိလိုဖြစ်နေသောမြို့ကမူအီလီနွိုက်ပြည်နယ်ဟော်ကီဂန်မြို့ဖြစ်သည်ဂီတတစ်ခုတည်းမှမဟုတ်ဘူးလုပ်ငန်းမှန်သမျှဒီအတိုင်းပဲတချို့အပိုင်းတွေလွယ်တယ်တချို့အပိုင်းတွေကခက်တယ်ဘယ်လုပ်ငန်းမှမဆိုတကယ်တမ်းအောင်မြင်ခြင်းရင် ခက်တဲ့အပိုင်းတွေကိုလည်းမလွှဲမရှောင်သာလေ့ကျင့်ရလိမ့်မယ်ဒါမအဖေသာအဖေကွယ်လွန်ငန်းဤရပိုင်းလောက်အထိပင်အဖေကိုကျွန်တော်ကောင်းကောင်းသဘောမပေါက်ခဲ့ပါ အဖေကိုကျွန်တော်ချစ်သည်ယိုလဲယိုသေးသည်သို့တော်ကျွန်တော်အမြင်၌ အဖေက အလွန်တမယိုးကြနိုင်လွန်းသူ အသည့်အစမ်းဆိုလျင်ဘာမှ မတွေးမမြင်တတ်သူတဦးဖြစ်သည်အဖေနာမည်ကမေယာကူဘက်စကီအီလီနွိုက်ပြည်နယ်ဝေါ်ကီဂန်မြို့မှာအဖေအဝတ်အထည်နှင့်အချုပ်ပစ္စည်းအယောင်ဆိုင်ကလေးတစ်ခုဖွင့်ထားသည်အဖေကဘာကသူ့ဆိုင်ကလေးရဲ့အမဲသားဆိုင် အပေါ်ဓာတ်က ကျွန်တော်တို့နေအိမ်ကန်းရယ်ဆိုင်နဲ့အိမ်အကြားကအကူအတန်းလန်းခီးရယ်ဒါပဲဖြစ်သည်အဲ့ဒီဘောင်ချင်းချင်းကလေးထဲမှာ အဖေနေခဲ့သည်နေ့စဉ်နေ့တိုင်းပဲညစာစားပြီးသည့်အချိန်၌စပွဲကိုတန်ရှင်းတုတ်တင်ပြီးလျင်အဖေက အမေနှင့်အတူဆက်ထိုင်ကား တနေ့တာအတွေ့အကြုံများကို သုံးသပ်ပြောဆိုလေ့ရှိ သည်ဒီချိန်သူပြောတတ်သည့်စကားတွေကဒီကနေ့ဘလောက်ဖိုးရောင်းရသည် အတွင်းကန်တဲ့ချုပ်ရောင်းသည့်ကုမ္ပဏီနှင့်ကကျွေးကိစ္စဘလို့အခက်အခဲရှိနေသည်ယခုတလောသူတို့လောကမှာပြောနေကြသည့်နောက်ဆုံးပေါ်ရှက်အင်းကြီးအစ်စ်အစမ်းအကြောင်းကားတော့ဖြင့်ဘလို့စသဖြင့် ဆိုင်လုပ်ငန်းနှင့်ပတ်သက်တီများကြီးသာဖြစ်သည်ကျွန်တော်၆နှစ်မြောက်မွေးနေ့မှာတော့ဖေကောင်းထဲမှာကျွန်တော်မသိသေးသည့်အခြားလျှို့လျှို့ဝဲ့ဝဲ့အပိုင်းတွေရှိသေးကြောင်းစဉ်းစားမိစရာကိစ္စတစ်ခုကြုံကြိုက်ခဲ့ရသည်အဲ့ဒီနေ့ညနေမှာအဖေကျွန်တော်ကိုလက်ဆောင်ပစ္စည်းတို့ကြီးတစ်ခုပေးသည်ကျွန်တော်စိတ်လှုပ်ရှားစွာဖြင့်ဖြေကြည့်လိုက်တော့ တယောတလဲဘယ်နီတာတယောသမားဖြစ်အောင် လုပ်ရမယ်အဖေကဆိုသည်တာကိုအဖေအကောင်းဆုံးဆရာစီမှအပ်ပေးမယ်တနေ့မှာနာမည်ကျော်ဂီတပညာရှင်ကြီးတယောက်ဖြစ်ချင် ဖြစ်လာမှာပေါ့ကွာဟုတ်ကဲ့ဖေ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 ကို အများကြီး ကျေးဇူးတင်ပါတယ်လက်ဆောင်ပစ္စည်းရ၍ကျွန်တော်အယံဝမ်းတာမိပါသည်သို့တော်ဒီဟာမဟုတ်ဖဲစပိန်တစည်းရမည်ဆိုလျင်ကျွန်တော်ဒီထက်မကဝမ်းတာအောင်မှာတေးကြသည်ယခုလက်ဆောင်ပစ္စည်းကအဖေအတွက်ဘာဒိတ်ပေတွေဆောင်လီမလဲကျွန်တော်မသိဆရာစီမှာကျွန်တော်တရောပညာစတင်သည် ကျွန်တော်လက်ချောင်းများကခွန်အားရှိသလောက်တွက်လဲတွက်လက်တာပြီးတော့ကျွန်တော်မှာအတန်စည်းဝါနားရှိတာ ကို့ပါသာတတိပြုမိလာသည်သို့တော်ကျွန်တော်မှာအဓိက အားနေချက်တစ်ခုတော့ရှိသည်အဲ့ဒါကပြင်းရည်ခြင်းညဘက်အိမ်ပြန်ရောက်တိုင်းအဖေမေးလိရှိသည်အချိန်နေဘယ်လိုလဲဟဲ့ ရောစရာကြီးဗင်နီကူဘက်စကီကောင်းပါတယ်ဖြစ်ပြီတာမှန်မှန်လေးကျင်တယ်နော်ကျင်ပါတယ်ဖြစ်ပြီဒါမှအဖေသာကွတိုးတော့တညမှာတော့ကျွန်တော်နှုတ်ကအလဲတကူထွက်သည့်ကောင်းပါတယ်အဖြေလောက်နှင့်ကိစ္စမပြီးတော့ ตาเล่จิ่นเนเนาะจิ่มมาเรพี่บิแกดาဖြင့်ပြဇန်းกว่าဘာတွေจิ่นနေတယ်လဲကျွန်တော်ကတချောင်းတော့စင်ပေါ်ရှိတေးသွာစာရွက်ကိုပြသည်အဖေကဂီတသင်္ကေတတွေရေးသားထားသည့်စာရွက်ကိုတေးသေးချာချာကြည့်ပြီးနောက်ဟာဒါအလွယ်လေးပဲกว่า မင်းအရင်တလလောက်ကလေးကတက်ပြီးသားမဟုတ်ဘူးလားဟုဆိုသည်ကျွန်တော်ထက်ကျင့်နေတာပါကျွန်တော်ကအလျှော့မပေးသေးအဖေတက်ပြင်းချကကလထိုင်းမှာထိုင်လိုက်သည်တားစီရနဲ့ဖေဖေစကားပြောပြီးပြီတာမင်းမှာပါရမီရှိတယ်တဲ့ဆရာကပြောတယ်ဒါပေမဲ့မင်း ပြင်းတယ်ခိုတယ်တဲ့လွယ်တာလေးတွေပဲရှောက်တီးနေတယ်လို့သူကဆိုတယ်ဒါတနေ့ကြာရင်ဂီတပညာရှင်ကြီးတယောက်ဖြစ်လာနိုင်တယ်ဒါဒါပေမဲ့ခက်တဲ့အပိုင်းတွေပါကြည်ညက်အောင်လေ့ကျင့်မှဖြစ်မှာအဖေခဏမျှငင်းနေသည်ထို့နောက်မှအလေးအနက်ထပ်ဆိုသည် ဂီတတခုတည်းမှမဟုတ်ဘူးလုပ်ငန်းမှန်သမျှဒီအတိုင်းပဲအချို့အပိုင်းတွေလွယ်တယ်အချို့အပိုင်းတွေကခက်တယ်ဘယ်လုပ်ငန်းမှမဆိုတကယ်တမ်းအောင်မြင်ရင်ရင်ခက်ခဲတဲ့အပိုင်းတွေလဲမလွှဲမရှောင်တာလေ့ကျင့်ရလိမ့်မယ်မင်းအဲ့ဒါကိုမမေ့နဲ့ဟုတ်ကဲ့ဖီဖီကျွန်တော်အသက်16နှစ်မှာဝေါ်ကီကန်ရှိ ဘာရီဆန်ဇက်ယုံ တီးဝိုင်း၌ပါဝင်ခွင့်ရသည်ပထမဆုံးပွဲအပီးတွင် အဖေဇက်စင်နောက်ရောက်လာသည်မင်းဟာကဒါပဲလားဘာဂျွန်သမားတွေအတွက်တီးတာတွေကလည်းဆက်တောက်ဆက်တောက်လေးတစ်ခုလေဒါနဲ့တင်ပြီးသလားကျွန်တော်လုပ်ပုံကိုနားမလဲဟန်ဖြင့်အဖေမေးသည် ဒါပဲပေါ့အဖေရအဖေကောင်းခါသည်မဟုတ်သေးဘူးကွာရှုမန်လေးနည်းနည်းလောက်တော့ထဲ့မယ်ထင်နေတယ် sorry ဖေဖေရဒီဟာက ZDY မဟုတ်လားကျွန်တော်လည်းတစ်ချိန်လုံးလေ့လာနေပါတယ်အဖေမျက်နာနည်းနည်းလေးကြည်လင်သွားသည်ကောင်းတယ်သားမပြတ်စူးစမ်းပြီး ခတ်တဲ့အပိုင်းတွေထတလဲလဲလေ့ကျင်စင်အောက်ရှိဇက်ဒီဝိုင်းတွင်တီးခတ်ရသူအဆင့်မှစင်မော်တွင် လက်ဆွမ်းပြဖြော်ပြေသူအဆင့်တို့ခတ်မြန်မြန်ပဲကျွန်တော်တက်လှမ်းနိုင်ခဲ့သည်စင်မော်တက်ဆပထမတွဲဖက်ရသူကကိုရာဆော့စ်ဘာရီအမီရှိ အမျိုးသမီးဆန်နီယာသမားတယောက်ဖြစ်သည်ထို့နောက်၌ ဂျက်ဘင်နီအမိကို ခံယူကာဆန်ဒီယာလီမန်ဝုဒ်နှင့်အတူဆန်ဒီယာတရော်တွဲဖက် တင်ဆက်မှုအစီအစဉ်များစတင်သည်တနေ့မှာတော့အမတ်မထင် ကျွန်တော်မေးအောက်ကတရော်လေးကိုအသာဖဲကာပိယိတ်သက်ကိုရဲစရာ စကားတခွန်းပြောလိုက်မိသည်ပိယိတ်သက်တကယ်ပွဲကြတော့ကျွန်တော်အံ့အားတင်သွားသည် သို့သောတစ်ချိန်နီးမှာပင်အဲ့ဒီရေမောဩဘာသံကိုကျွန်တော်ဆွဲလန်းသွားခဲ့သည်စင်စစ်ဒီရေမောသံကကျွန်တော်ဤဂီတသမားဘဝကိုပါ လုံးဝအဆုံးသတ်သွားစေခဲ့ပါသည်အကြောင်းမူအဲ့ဒီနောက်ပိုင်းတလျှောက်လုံးပင်တရောကိုဟာတာခွက်အတွက်မှတပါမေးအောက်မှာ ကျွန်တော်တခါမျှမထားဖြစ်တော့သောကြောင့်ဖြစ်သည် အဖေဩဝါဒကိုကောင်းစွာမလိုက်နာမိခဲ့၍ပဲဆိုဆိုဂီတကကျွန်တော်အတွက်ခက်ခဲသောအလုပ်တစ်ခုဖြစ်သည် စင်ပေါ်တက်ခါရဲစရာစကားလေးတခွန်းနှခွန်းပြောယုံနှင့်ပြိတက်ကို ကျွန်တော်ထိန်းထားနိုင်သည်ဆိုလျင်အဲ့သာဒီပင်ကျွန်တော်နှင့်အကိုက်အညီဆုံးအလုပ်ဟုကျွန်တော်မှတ်ယူလိုက်တော်သည်ဤသို့ဖြင့်ကျွန်တော်တကူတော်ဟာတသမားတယောက်ဖြစ်လာခဲ့ပြီသည် သို့သောများမကြာမီပင်လူတွေကိုရည်စရာပြောရခြင်းဟူသည်လဲတကယ်တမ်းလွယ်ကူသောအလုပ်တစ်ခု မဟုတ်ပါလားဆိုသည်ကိုကျွန်တော်သိလာရပါသည်ခါတရမှာရည်စရာလေးတခွန်းအလွယ်တကူကောက်ထွက်၍ရတော်လဲတချို့နေရာများတွင်မူတကယ်အကွက်ဝင် ထိမိသော ဟာတာတစ်ခုရအောင် အတော်စူးစမ်းအားထုတ်ယူရတတ်သည် ာတကိစ္စတွင်စီးကိုက်ဝါးကိုက်ဖြစ်မှုကလည်းအလွန်အရေးကြီးသည်ခဏလေးဆိုင်းပေးလိုက်သည့်အတွက်ဟာတကွက်ထိထိမိမိဖြစ်သွားတတ်သလိုအဝင်နှေးသွားသည့်အတွက်ပြတ်သားတာတွေလည်းအများကြီးရှိသည်ခြုံပြောရရင်ဟာတသမားမှလည်း ဂီတပညာသည်ဤသူတက်မြောက်ကျွမ်းကျင်ထားရသည့်အခြေခံတွေအများကြီးရှိသည်ကျင့်ရက်အောင်လေ့ကျင့်ထားရမည် ခက်သောအစိတ်အပိုင်းတွေလည်းတပုံတပင်ရှိသည်သို့သောကျွန်တော်အတွက်အရေးကြီးသောကွဲပြားချက်က ဟာတနယ်ကြတော့မှဒါငါတကယ်မြုပ်ချင်တဲ့နယ်ပယ်ပဲ ဟုသိလိုက်ရခြင်းဖြစ်သည်အိမ်မခွာစနှစ်များအတွင်း ကျွန်တော်မိသားစုထံစာမကြာခဏရေးပါသည်သို့သောဇက်ခုံစင်မြင့်များပေါ်တွင်ကျွန်တော်ရှုမှတ်ဤတရောတေးသွားများကိုတီးခတ်နေခြင်းမဟုတ်ကြောင်းအတိပေးပြစ်လောက်အောင်ကတတိမရှိခဲ့သို့တော်မလွဲမရှောင်သာသော တနေ့မှာတော့ဟော်ကီကန်ကစီစဉ်သည့်ပွဲတစ်ခုအတွက်ကျွန်တော်ရောက်လာခဲ့ရသည်အဖေ အချုပ်ပစ္စည်းဆိုင်တို့တွားကကျွန်တော်ပွဲလက်မှတ်နှစ်ဆောင်ပေးသည်အဖေနဲ့အမေအတွက်ပွဲလက်မှတ်ဆိုတော့အဖေကပွဲလာဟုဆိုပြီးကျွန်တော်ကိုတဲ့တဲ့ပဲမေးသည်မင်းကို ကလစ်ပြီးခဲ့တဲ့အပတ်ကရှီကာဂိုမှာကြည့်ခဲ့ရတယ်တဲ့သူကပြောတော့မင်းတရောမထိုးဘူးဆို စင်ပေါ်တော့ယူလာတယ်တဲ့ကလစ်ကကျွန်တော်နဲ့ဝမ်းငွဲညီအကိုတော်ဆက်သူဖြစ်သည်ဟုတ်ပါတယ်ဖေဖေ तू ပြောတာမှန်ပါတယ်အရင်အစီအစဉ်မဟုတ်တော့ပါဘူးကျွန်တော်အခုစင်ပေါ်မှာပြက်လုံးထုတ်ပါတယ် तू နှုတ်ဆိတ်နေသည်ပြီးတော့မှဒါဖြင့်တရောကိုဘာအတွက်ယူသွားတာလဲအထောက်ကူပါ သူပါတော့ရည်ရပါတယ်တယောကရည်စရာလားအဖေကျွန်တော်ကိုမယုံကြည်နိုင်ဟန်ဖြင့်ကြည်နေသည်နောက်တော့မှအာနာပြုံးကလေးနှင့်ပြောသည်ဝမ်းနေပါတယ်ပင်နီအဖေမရေတတ်ဘူးကွာနောက်ပိုင်းနှစ်များအတွင်းဖြောပြေမှုလောကတွင် ကျွန်တော်တနေ့တခြားအောင်မြင်ကြော်ကြားလာခဲ့ပါသည်သို့သောအဖေကျွန်တော်ကိုစိတ်ပြက်သွားခဲ့သည့်အကြောင်းတတိယတိုင်းလက်ရှိကြော်ကြားအောင်မြင်မှုအတွေ့ဖြစ်သည့်ဝမ်းသာတက်ကြွစိတ်များကငြိမ်သက်သွားရမည်ဖြစ်ခဲ့သည်အဖေမရေရက်ဘူးကွာဆိုသည့်စကားတန်ကကျွန်တော်နားထဲမှဘယ်တော့မှမထွက် မိတော်ခင်ဖြစ်စေထိတ်တန်ဟာသသမားတယောက်ဖြစ်အောင်ကကျွန်တော်တကယ်ပင်တန်ဋိဋ္ဌံထားကြိုးစားခဲ့ပါသည်ပွဲတိုင်းအတွက်ကျွန်တော်အစမ်းလေ့ကျင့်မှုတွေအကြိမ်ကြိမ်ပြုလုပ်သည်ဟာသွက်တွေအသည့်ပြုပြင်သည်စာသားတွေစကလုံးတွေပြန်လဲရွေးချယ်သည်ဘယ်တော့မှစိတ်တိုင်းမကြနိုင်ပဲအကြိမ်ကြိမ်ပြင်လွန်းဆင်လွန်းသဖြင့် ဒါရိုက်တာများအခြားသရုပ်ဆောင်များပင်မကြာခဏစိတ်ညစ်ကြမကြေမနက်ဖြစ်ကြရသည် သူတို့ကကျွန်တော်အား၆ပြည့်ကင်းသမားအလွန်ကြီးများသူဟူ၍ကမွန်တက်ကြသည်ဘသူတွေဘာပဲပြောပြောကျွန်တော်ကတော့စင်ပေါ်အဝင်အထွက်များအခန်းအကူအပြောင်းတီးလုံးများနှင့်ပတ်သက်လာရင်စိတ်တိုင်းမကြမချင်းထပ်တလဲလဲပင်ပန်းခံကား မောမှန်ပြင်ဆင်မြဲဖြစ်သည်ဒုတိယကဘာစစ် ဖြစ်ခံနီးလေးတွင်ကျွန်တော်ဒေါ်ရတီလေမာနှင့်တွဲဖက်လျက် men about town ရုပ်ရှင်ကားရိုက်ကူးပါသည် PCB ဆိုသည့်အခါဇကာဖွင့်ပွဲကိုဟော်ကီဂန်၌ကျင်းပရန်ကုမ္ပဏီအားကျွန်တော်မြစ်တာရက်ခံခဲ့သည် ဟောဂီကမှာလှဲ့လေပွဲအခမ်းအနားနှင့်ကျွန်တော်အာဂုံပြုသည့်ညစာစားပွဲတစ်ခုစီစဉ်ထားကြရာယခင်စင်ပေါ်ဖြော်ပြေတုံးကငင်းခဲ့သောအဖေမှာဒီပွဲကိုတော့လစ်လူရှုမနေနိုင်တော့ကျွန်တော်ကလည်းလှဲ့လေပွဲအခမ်းအနားစီမံကြီးကြပ်သည့်ပုံကိုအားအဖေကိုရှေ့ဆုံးတွင်ကျွန်တော်နှင့်ဒေါ်ရတီလေးမအကြာနေရာ ချထားပေးရန်မှာကြသည်အဲ့ဒီအချိန်မှာတော့အဖေအသက်80ပြည့်ခဲ့ပြီအမေလည်းမရှိတော့ရခင်ကတောင်တင်းသောအဖေခန္ဓာကိုယ်ကများစွာပိန်လှီသွားခဲ့ပြီသို့သောကောင်းမော်ရှိငွေစပင်တို့ဝင်းဝင်းလက်လက်ရှိပြီးမျက်လုံးများကလည်းလှင်မြန်ဖြက်လက်ဆဲအကင်းပါစေဖြစ်သည ကားပေါ်မှာအဖေနေရာတကျထိုင်ပြီးသည့်နောက်ကားတန်းကြီးထွက်လာသည်လမ်းဘေးတလျှောက်မြို့သူမြို့သားအသည့်မိတ်ဆွေများကြိုးစုံနှုတ်ဆက်ကြ ကောင်းချီးဩဘာပေးကြသည်ဒီနောက်၌မြို့ဤအက်ခံကြိုးစုံဝဲနှင့်၎င်းပြီးတွင်ဂုံပြုတ်ညစာစားပွဲကိုကျင်းပကြသည်အခမ်းအနားတက်ရောက်လာသည့်ပုဂ္ဂိုလ်များကကျွန်တော်နှင့်ပတ်သက်သည့် နှုတ်ခွန်းဆက်စကားများတယောက်ပြီးတယောက်ပြောကြားကြသည်နောက်ဆုံးကျွန်တော်ပြန်လဲပြောကြားရမည်အလှက်ရောက်လာသည်စီစဉ်သူများမေတ္တာရက်ခံ၍ကောက်ခါငင်ငါသဘောပြောရမည်စကားအတွက်အများကြီးဂယုဆိုင်ပြင်ဆင်ထားခဲ့သည်ကျွန်တော်ဟာသားကိုပရိသတ်နှစ်ချိုက်ရေမောခဲ့ကြသည် စကားပြောနေတော့ကျွန်တော်အဖေကိုမကြာခဏလှမ်း၍ကြည့်ပါသည်အဖေမျက်လုံးများကကျွန်တော်စီတခေါက်မျှမရောက်ပါ ပြိဋ္ဌကိုသာစူးစူးဆိုက်ဆိုက်အကဲခတ်နေပါသည်ပွဲပြီးတော့ကျွန်တော်အဖေကို လိုက်ပို့သည်အိမ်ပြန်ရောက်သည် အထိအဖေဘာတခွန်းမှမပြော ကျွန်တော်နှုတ်ဆက်ပြီးပြန်မြည်ပြုတော့မှ ကျွန်တော်လက်မောင်းကိုလှမ်းကင်သည် မကြာခင်စစ်ပွဲကြီးတပွဲဖြစ်လိမ့်မယ်သာသူ့ငโกသံစူးစူးနှင့်အဖေပြောလိုက်သည်ဟုတ်ကဲ့အဖေအဲ့ဒီပွဲမှာဟစ်တလာခြေမုံခံရလိမ့်မယ်ဒီနောက်အဖေတိတ်ဆိတ်သွားသည် ဖေ့စကားပြီးပြီလားထင်မိသည်သို့တော်မဟုတ်ကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ကမျက်လုံးများကဝေးလံသော အတိတ်ကာလစီ မြင်းရောင် ငေးမျော်ရင်းသူဆက်ပြောသည်ခလုံးက ဥရောပမှာဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက်ညှင်းဆဲတပ်ဖြတ်တာတွေအများကြီးရှိခဲ့တယ်အဲ့ဒါကြောင့်အဖေတို့သားသမီးတွေအဲ့ဒီအဖြစ်မျိုးတွေနဲ့လုံးဝ မကြုံရမကြားကြရအောင်အဖေနဲ့အမေဒီကို ပြောင်းလာကြတာပေါ့အဖေစိတ်ထဲမှာဒီတိုင်းပြည်ဟာအဖေတို့အပေါ်ကျေးဇူးကြီးတယ်လို့အမြဲခံစားမိခဲ့တယ်ဒီကျေးဇူးကျွေးတွေကိုတတ်နိုင်သမျှပြန်ပေးဆက်ခြင်းတဲ့ဆန္ဒလဲအဖေမှာပြင်းပြခဲ့တယ်အဖေသားကို အဖေတယောတလက်ဝယ်ပေးခဲ့တော့ကအဖေစိတ်ထဲမှာငါသားဟာတယောပညာရှင်ကြီးဖြစ်လာလိမ့်မယ်လို့အဖေ မျှော်မှန်းခဲ့တယ်။သူသာတကယ်လှပတဲ့ဂိဒတန်စင်တေးသွားတွေဖန်ပြီးပေးနိုင်ခဲ့ရင်ဆိုပြီးတော့အဖေတက်ပြင်းချသည်မကြန့်ခိုင်တော့သူ့ပခုံးနှစ်ဖက်ကို အသာတွန့်လိုက်သည် အဲ့ဒါကြောင့်မို့လို့မင်းတရောမထိုးတော့ဘူးဆိုတဲ့အခါအဖေသိပ်ဝမ်းနေသွားခဲ့တာပေါ့ပင်နီဒါပေမဲ့အဖေအခုသဘောပေါက်ပါတယ်မင်းဟာလူတွေရေရအောင်လှုပ်တဲ့နေရာမှာပိုပြီးကျွမ်းကျင်နေဆိုတာမင်းဘာသာ တွေးရှိခဲ့တာကိုဒီချိန်ကာလမှာလူတွေရေမော နိုင်ကြတာအများကြီးကောင်းပါတယ်ကွာ ဖေးတကယ်ယုံကြည်တယ်နော်ကျွန်တော်အားတက်သရောပြောလိုက်ပြီအဖေးကောင်းညိမ့်သည်နိုင်ငံဟောင်းမာတုံးကခစ်ကာလမကောင်းတဲ့အခါမျိုးမှာအဖေတို့လုံးဝမရည်ရရဘူးသားခစ်ကောင်းတဲ့ကာလမျိုးတွေတောင်ခစ်မကောင်းစဉ်က အကြောင်းတွေတွေးနေမိကြလို့အဖေတို့တိတ် မရည်နိုင်ကြဘူးရည်ရတယ်ဆိုတာတိတ်ကောင်းတာပေါ့ကွာဘင်နီကူဘက်စကီးကလူတွေရည်ရအောင်ဖန်တီးပေးနိုင်တာအဖေဝမ်းသာတယ်အဖေပြုံးသည်ပြီးတော့မှခက်တဲ့အပိုင်းတွေသာ အမြဲလေ့ကျင့်တယ်ဆိုတာလဲအဖေကြားရတယ်ဟုတ်ရဲ့လားဘင်နီ ဟုတ်ပါတယ်အဖေဆိုတော့အဖေကဒါမှအဖေသားတဲ့